အဲ့တော့ကိုယ့်ရဲ့ application store မှာဇွန်တောင်းပြီးတော့မှဒီကနေအကောင့်ရှိတယ်ဆိုလို့ရှိရင်အောက်ဆုံးက sign in အကောင့်မရှိဘူးဆိုရင် alaya sign app ကိုနှိပ်ပါပြီးရင်ကိုယ့်ရဲ့မွေးတဲ့ခုနှစ်ကို ဖြည့်ပါပြီးလို့ရှိရင်ကိုလက်ရှိတုံးနေတဲ့ Gmail ကိုဒီနေရာမှာဖြည့်ပေးရမှာဖြစ်ပါတယ်။ In continue ကိုနှိပ်ပါ။ ပြီးရင်ကိုယ့်ရဲ့ Gmail ကိုကုတ်နံပါတ်6လုံးရောက်လာပါလိမ့်မယ်။အဲကုတ်နံပါတ်6လုံးကိုဒီနေရာမှာဖြည့်ပေးရမှာဖြစ်ပါတယ်။ပြောပါပြီဆိုလို့ရှိရင်ဒီဇွန်3ရက်နေ့အခါမှာကိုယ့်ရဲ့ပေါ်စီခြင်းနဲ့နာမည်ကိုယ့်ရဲ့နာမည်ကို first name last name နဲ့ရေးပြီးတော့ကိုကြိုက်တဲ့ password ကနန်းဟိုကနန်းရောအင်္ဂလိပ်စလုံးရှစ်လုံးထည့်ပေးပါပြီးရင် continue နှိပ်ပေးပါ ခဏလေးဆောင်ပြီးကဲဆပြီးတော့တုံးလို့ရပါပြီရှင်။ဒီနေရာမှာ any bell notification နဲ့ရသလိုဒီ note now နှိပ်လဲရပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။